ငလျင်လှုပ်ပြီးတဲ့အစပြီးတော့ကျွန်တော်တို့နယ်မြေတစ်ခုလုံးမှာကြီးလိုက်ပါတိုက်ခိုက်မှုတွေလုံးဝမရှိတော့ဘူးအင်မတန်ဖောင်ပိုက်တဲ့ညတကံဟိုကျော်သွားပြီးတဲ့နောက်မှာတောက်ပတဲ့အလင်းရောင်နဲ့အနာကကျွန်တော်တို့အတွက်ပဲဖြစ်တယ်ဆိုတာဒီလူတို့ကိုတည်တည်ပဲပြေးရှင်ပါတယ်သူတို့လည်းလေ့ကျင့်လို့ရတယ်ကိုယ်လည်းလေ့ကျင့်ရတယ်လေအဲ့ဒီလေ့ကျင့်တဲ့ဟာကိုရမယ်ရှာပြီးတော့တစ်ဖက်ကိုသွားပြီးတော့ဘုံကျဲနေရတယ်ဆိုတာလုံးဝရုပ်တိရုပ်နဲ့မရှိတဲ့ကိစ္စလေအဲ့ဒါကြောင့်မလို့ကျွန်တော်ဘာမှမပြောချင်ဘူး အင်ဒိုနီးရှားစစ်တပ်ကလည်းအာနာသိမ်းပြီးတော့ချူဟာတိုလို့ဆိုရင်အာနာသိမ်းပြီးတော့တခါတည်းလွတ်တော်ထဲမှာရောအောက်ချိုရဲထဲမှာရောအကော်လုံးပတ်ပြီးတော့နေရာယူထားတာဒါပေမဲ့သူတို့ကတော့ဆုတ်ကျင်တန်ရင်သူတို့ကတဆင့်ချင်းစီတဆင့်ချင်းစုတ်တယ်ဆိုတာတလောက်၅နှစ်အတွင်းမှာစပွဲမှာတေချာထိုင်ပြီးတော့အခုရှိနေတဲ့ဗိုလ်ချုပ်တွေအကောင်လုံးကျွန်တော်တို့နဲ့စကားပြောဘူးတယ်အဲ့လို theory နဲ့ရှောက်တော့ကျွေးကျော်တဲ့လူတွေမဟုတ်ဘူး theory ရရောကျွန်တော်တို့လက်တွေ့ရရောအလုပ်လုပ်တဲ့လူတွေဖြစ်တယ်ဒီချိန်မှာလာပြောမယ်ဆိုတော့အခါနှောင်းသွားပြီ အားလုံးဘာမှအားမငယ်နဲ့ကျွန်တော်တို့ချမယ်သူကောင်းလေအပြတ်ဆော်ပလိုက်ပြီးတော့တခါတည်းတိုင်းတပြည်သူတူထောင်တော့မယ်ပရိုဆော့တနီလေးကပါဆရာဟုတ်ကဲ့နီလေးကြီးဟုတ်ကဲ့ဆရာအခုကျွန်တော်ဆရာကိုမေးမြန်းလိုတာကညီနောင်၃ဘွဲ့ပေါ့နော်ညီနောင်၃ဘွဲ့ကနေပြီးတော့အခုတလပေါ့ဟိုခုခံစစ်ကလွယ်ပြီးတော့ထိုးစစ်တွေကိုရက်မယ်ဆိုပြီးသူထုတ်ဖို့ပြောဆိုလာတာရှိပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့ရဲ့သဘောထားကိုအရင်ဆုံးသိလိုပါတယ်ဗျာ ါကတော့တိုင်းပြည်တစ်ပြည်လုံးမှာဒီလောက်တောင်ငိုကြွေးပြီးတော့ဒုက္ခဒုက္ခတွေနဲ့ပြစ်ဆုံးနေတဲ့အချိန်မှာတော့လူသားဆန်ဆန်စိတ်တရှိတဲ့လူတွေရဲ့နောက်ပြီးတော့လူသားဆန်ဆန်နဲ့တွေးဖို့မြင်မြင်တတ်တဲ့အွက်စည်းတွေကတော့ဒီလိုလောက်ရမျိုးကကျွန်တော်တို့ကြိုဆိုရမယ်အလုပ်တစ်ခုပဲဖြစ်တယ်။ဟုတ်ကဲ့အဲ့ဒီမတန်ခင်လဲ UNG ကဒါသူတို့ဒီစစ်တမ်းနဲ့ဆက်ဆက်နေတဲ့နေရာတွေမှာနှစ်ပတ်ကြာပေါ့နော်သူတို့ဘက်ကလည်းထိုးစစ်ရက်မယ်လို့ပြောထားတယ်။အဲ့တော့ ဒီလိုအခြေအနေမျိုးမှာဆရာကုဏပြောသလိုတိုင်းပြည်ဟာဒီကပ်ဘေးကြောင့်ပေါ့လေတော်တော်လေးငိုကြွေးနေကြအချိန်မှာ KNU ကလည်းကြေညာချက်ထုတ်ထားတွေ့ပါတယ်ဆရာတို့အနေနဲ့အဲ့ဒီပြစ်ခတ်ရက်တဲ့အဆင့် ठी ရောဖြစ်လာနိုင်ချေရှိလား KNU အနေနဲ့ဒါကဒီလိုရှိပါတယ်ဟောကျွန်တော်တို့ထုတ်တန်ကြေညာချက်အတိုင်းဆိုရင်တော့သူတစ်ဖြစ်နိုင်ငံတကာရဲ့ကူညီဖိမမှုနဲ့နိုင်ငံတကာရဲ့စိတ်ဝင်စားမှုတော့ကျွန်တော်တို့ကြိုဆိုတယ်အဲ့ဒီအချိန်ထဲမှာပဲအဓိကအကျဆုံးချက်ကဒီနိုင်ငံတကာရဲ့အကူအညီတွေကိုစစ်အုပ်စုကနေပြီးတော့ နာဂိတုံးကအလွဲသုံးစားမလုပ်ဖို့ဆိုတာကျွန်တော်တို့ထပ်ပြီးတော့ဟောသတိပေးတယ်ဗောလေအဲသတိပေးတယ်ဒီလိုထပ်ပြစ်မယ်ဆိုရင်လည်းဒါတိုင်းပြည်အတွက်လုံးဝမကောင်းတော့ဘူးဒါပေမဲ့ကျွန်တော်တို့ကြတော့အဲ့ဒါနဲ့ပဲလုံလောက်သလားဆိုတော့ကျွန်တော်တို့ကတော့မလုံလောက်ဘူးလို့မြင်နေဆိုပေမဲ့အဲ့ဒီအပြစ်ခံရစေရေးတရားဝင်ကြေညာတဲ့အချိန်တော့ကျွန်တော်မလုပ်ဘူးသို့တော်ဒီချိန်ဒီကာလမျိုးမှာကျွန်တော်တို့ဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးဆိုတော့ကျွန်တော်တို့ကောင်းကောင်းသိတယ်အဲ့ဒါကြောင့်မလို့ဒီ ငလျင်လှုပ်ပြီးတဲ့အစပြီးတော့ကျွန်တော်တို့နယ်မြေတစ်ခုလုံးမှကြိလိုက်ပါတိုက်ခိုက်မှုတွေလုံးဝမရှိတော့ဘူးကျွန်တော်တို့တိတိတတာကိုတွေ့နေရတယ်လူဆိုတာလူလိုသိရမယ်လေဟိုပြောစရာလည်းမလိုလူဟိုအရေးရေးကြီးခွင့်ကျယ်စာတွေဘာတွေထုတ်ဆိုထုတ်မှဆိုလည်းထုတ်လို့ရတယ်မထုတ်ဘူးဆိုရင်လည်းလူလိုသိတတ်တဲ့လူကဘာလောက်ရမယ်ဒီချိန်မှာစာထုတ်တာတည်းကိုကလက်တွေ့လှုပ်လှုပ်နေဆိုတာအဲ့ဒါအဓိကကြာဆုံးချက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီခုမှဒီချိန်ရတော့လုံးဝမလှုပ်တင်တဲ့အချိန်လေလို့ကျွန်တော်တို့အဲ့လိုယူဆတယ်ယူဆတဲ့အတိုင်းလုပ်တယ် ဟုတ်ကဲ့ဆရာတို့စာရမထုတ်တာပေါ့ဆရာတို့ရဲ့ဒီမူဝါဒသဘောတရားကတော့ဒါဒါအခုချိန်မှာမလုံသိဘူးဆိုတဲ့အတိုင်းနေတယ်ဆိုတော့ကျွန်တော်နားလဲတယ်ဆိုတော့အဲ့ဒီအတွက်ကိုတိုက်ပွဲတော့မလုံသေးဘူးဒီလောက်ပဲပြောလို့ရမှာဒီချက်ပို့ပြီး specific ပေါ့ဗာများပြောလို့ရမှာ အာဒီတက်ပုံတော့ကျွန်တော်တို့ပြောလို့မရဘူးဗျာစီရင်စီစီရင်နဲ့ပတ်သက်တဲ့ကိစ္စတွေကစီရင်နဲ့ဟိုတာဝန်ရှိတဲ့လူတွေကသူဆက်လက်လုပ်သွားမှာပဲလေဒါတွေကတော့ဗျာဖြစ်ဖြစ်ဒါတိုင်မဲ့တစ်သက်လုံးတော့မဟုတ်တော့ဒါကတော့အကန့်အသတ်ရှိတယ်ဒီလိုချိန်ခါမျိုးမှာတော့လူစိတ်ရှိတဲ့လူတွေကတော့လူလူစီရင်သာတွေးခေါ်တယ်ဆိုပေမဲ့လို့စစ်သဘောတရားကိုပဲနားလည်တဲ့လူဒီလိုပဲအကျမ်းဖက်နီးတယ်ပဲဟိုတခါတည်းအများရန်ယင်ပါနေတဲ့လူတွေတဲ့တော့သူနားလည်တဲ့စကလုံးနဲ့ပဲကျွန်တော်တို့ပြန်လောက်အောင်ပဲအဲ့ဒါကသိကြတယ်အဲ့တော့သူ့အချိန်ကန့်တာပဲရှိပါတယ် โอเคအဲ့ဒီမှာထူးထူးခြားခြားမနေရစစ်ကောင်စီဥက္ကဋ္ဌကသူတို့နေပြီးတော့မှရန်မုံငွေပေါ့နော်လှူဒန်းပွဲမှာသူထုတ်ပြောသွားတာဆရာတို့ရဲ့ကုဏလိုဒီအပြစ်ခက်တိုင်းသားအဖွဲ့တွေအပြစ်ခက်ရက်ဖို့ဆိုတဲ့ကြေညာချက်သူသိတယ်ပေါ့နော်ဒါပေမဲ့သူတို့ဘက်ကတော့ဟိုဒီလို့စာလုတ်တယ်ဆိုတာဆရာတို့ကဒါပြင်ဆင်တာပေါ့လေနော်ဟိုကြိုပြီးပြင်ဆင်တဲ့သဘောပြန်စုဖွဲ့တယ်တင်တန်းတွေတက်တဲ့သဘောမျိုးအချိန်ယူတဲ့သဘောမျိုးယူစားတဲ့အတွက်သူတို့ကသူတို့ဘက်ကချမှတ်ထားတဲ့ ကာကွယ်ရေးလုံတာဝန်တွေကိုဆက်လုပ်သွားမှာပဲဆိုတာသူတို့ဘက်ကတော့တိုက်မှာပဲဆိုတဲ့သဘောမျိုးပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းသူပြောတာနိုင်ငံရေးနည်းရဖြည့်ရှင်းဖို့အတွက်သူတို့ကလမ်းတော့ပွင့်ပြီးသားအဲ့အတွက်လုံကြပါဆိုလို့သူကပြောတယ်ဆိုတော့စစ်ကောင်စီဥက္ကဋ္ဌရဲ့အဲ့ဒီလိုမျိုးနှစ်ဖက်ခွပြောထားတဲ့ပုံသဘောအပေါ်မှာရောဆရာအနေနဲ့အခုအချိန်မှာဘယ်လိုမျိုးဆရာတုံ့ပြန်ပြောကြလို့လဲဗျ အဲ့ဒါတော့သူကြီးတောက်ပြန်ပြောစရာမရှိဘူးပဲစကားတွေကကုံတလောက်ရှိဘူးဘာလဲဆိုတော့ရှိတဲ့မျိုးနောက်မျိုးနှစ်မျိုးညမျိုးဖြစ်နေပြန်ကောင်းလို့ပြန်လဲတခါတည်းစကားတွေကဘာမှဟိုအတီယူလို့မရတဲ့ဟာတွေနဲ့ပဲဒီလိုမျိုးဟိုဘာမှဟိုတိတိကျကျမဘာလှုပ်လှုပ်လှုပ်မနေမှမသိတဲ့လူတွေနဲ့သွားပြီးတော့ရှိရင်တော့ကျွန်တော်တို့မပြောချင်ဘူးဘာလို့ဆိုတော့အကြောင်းပြချက်ကဟောစစ်သဘောသဘာဝရလစ်ကျင်တာဘသူသူတို့လည်းလစ်ကျင်လို့ရတယ်လေကိုယ်လည်းလစ်ကျင်ရတယ်လေအဲ့ဒီလစ်ကျင်တဲ့ဟာကိုရမယ်ရှာပြီးတော့ ိုငါတို့တဖက်ကိုသွားပြီးတော့ဘုံကျဲနေရတယ်ဆိုတာလုံးဝယုတ်တိယုတ်နေမရှိတဲ့ကိစ္စလေအဲ့ဒါကြောင့်မလို့ကျွန်တော်ဘာမှမပြောချင်ဘူးဒါပေမဲ့သူတို့လုံနေတဲ့တရုတ်တကံဘာတွေပေါ်နေနေဆရာနိုင်ငံတကာရောကမ္ဘာပြည်သူတွေရောပြည်တွင်းထဲမှာရောလူလဟန်ရန်တည်နေတဲ့ခါကျတော့ကျွန်တော်တို့သိရှိပြီးပြောတာမရှိတော့ဘူးဟုတ်ကဲ့ဒီအချိန်မှာဆရာတို့ဘက်ကတော့ခုနကလူသားချင်းစာနာမှုတွေငိုကြွေးနေတဲ့အချိန်တွေကြောင့်ဒါကိုကြည့်ပြီးဆရာတို့ဘက်ကတော့လှုပ်တဲ့လှုပ်တိုက်တာလှုပ်တယ်လို့ဆရာပြောထားတယ်အဲ့တော့စစ်ကောင်စီဘက်ကသူကတော့မရက်ဘူးပြောထားတော့ တစုံတရာပေါ့စစ်ကောင်စီဘက်ကရက်သွားအောင်ဟိုလက်ခံအောင်ပေါ့နော်ဆရာတို့ရဲ့သဘောထားတွေကိုတစုံတရာဆရာတို့ဟိုညှိနှိုင်းတာပဲဖြစ်ဖြစ်သဘောထားကိုသူတို့ပေးတာပဲဖြစ်ဖြစ်လုပ်ဖို့ရှိလားလက်ရှိအခြေအနေရပါလေအမှန်မှန်တော့သဘောထားတွေကျွန်တော်တို့ထုတ်ပြန်တာခဏခဏပဲလေဟိုဟိုအချိန်ပေါင်းလည်းထနေပြန်အဲ့ဒါမောသိရရှိယူဝေးကျွန်တော်ပြောချင်တော့ဘူးကျွန်တော်တော့ဆရာရှိတာပဲကျွန်တော်ဆက်လုပ်သွားတော့မယ်ဒီလူတွေကပြောလို့ရတဲ့လူတွေပဲမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ကောင်းတဲ့မှာလည်းတော်တော်လေးဆွဲနေပြီလေအဲ့ဒါကြောင့်မလို့အလုပ်နဲ့ပဲတက်တည်ပြတော့မယ်ဆိုမှကျွန်တော်ဒါပဲပြောချင်